မိမိစိတ်လေးမြင်အောင်မိမိကိုယ်ပေါ်ကိုအာယုပြုလိုက်ပါအာယုပြုလေးပြုထားရှိတဲ့နေရာကိုအာယုပြုလို့ရပါတယ်နာတိဝါဖြစ်စီပိုင်ဖြစ်စီခြေတော်ဖြစ်စီလက်ဖြစ်စီအာယုပြုလို့ရပါတယ်လော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 နဲ့တော့ အာယုံမပြူလိုက်ပါနဲ့။ရှာတဲ့စိတ်နဲ့လည်းအာယုံမပြူလိုက်ပါနဲ့။တွေ့ဖို့မတွေ့ဖို့ထက်စိတ်အေးအေးနဲ့အာယုံပြူထွက်တဲ့အခြေကို အရင်လုပ်ပါ။စေအေးအေးနဲ့နာဒီဝါလေးကိုအံပြလိုက်ပါလေကိုတွေ့ဖို့စံတာမစောပါနဲ့ စိတ်ဤဤနဲ့ခိုက်လေးကိုအံပြလိုက်ပါ။ဖောင်းနာပိန်နာတွေ့ဖို့မလောပါနဲ့။နော်။စတဲ့ကမလောဖို့အေးအေးဆေးဆေးရှိတဲ့ဘုကိုလေ့ကျင့်ပါ။နာဇီဝကိုအာယုံပြတဲ့အခါလေးကိုချက်ချင်းတွေ့ကျင်မှတွေ့မယ်။ မတွေ့ရင်အဲ့ဒီဒီနာဒီဝမှာစောင့်ကြည့်နေပါလေကိုတွေ့အောင်ဆိုပြီးတော့တမင်တကာမလုံလိုက်ပါဘူးစိတ်ပင်မှန်ပါတယ်နာဒီဝမှာအာယုန်ကြီးပြုံးနေပြထားပါ။စောင့်နေပါ။ ခန္ဓာကိုယ်ကြီးရဲ့အတုပတုပုံပါအလုပ်တွေလုပ်နေပါတယ်။အသက်ရှူတဲ့အလုပ်တို့စာချီတဲ့အလုပ်တို့တွေးရင်းလေးလေပတ်နေတဲ့အလုပ်တို့အတုပတုလုပ်နေပါတယ်။အဲဒီအတုပတုလုပ်နေတာဒီထဲကမှအသက်ရှူတဲ့အလုပ်ကိုစောင့်ကြည့်ရပါမယ်။စိတ်ဤထားပြီးစောင့်ကြည့်ရင် အသက်ရှူနေတာတွေ့ပါလိမ့်မယ်။အဲဒါဆိုရင်အသက်ရှူတဲ့အလုပ်ကိုတတိရှိသွားပြီလို့ပြောရရပါတယ်။ကိုယ်ပေါ်မှာအနာကိုကြည့်သူ့ဘက်ကအလုံးလုံးကြီးတာကိုတွေ့ရင်တတိရှိပါပြီ။ပိုက်ကြီးလဲဖောင်းနေမယ်ပိန်နေမယ်။ သက်ရှူတာကြီးသက်ရှူနေတာတွေ့မယ်ရှူထုတ်နေတာတွေ့မယ်အဲ့လိုစိတ်အေးအေးနဲ့တွေ့တဲ့တွေ့ရနေပြီးတော့တရားအထုံးမှုကိုစတက်လက်ပြီးလှုပ်ဆောင်မှာဖြစ်နေတယ် ပြီးတော့နာဒီဝမှာတတိလေးထားရင်လေဝင်တာတွေ့မယ်လေထွက်တာတွေ့မယ်လေဝင်တာတွေ့မယ်လေထွက်တာတွေ့မယ်တွေ့နေတာလေးကိုပဲဆက်ပြီးတော့တတိထားပါဝင်သွားတာဝင်သွားမှန်းသိပါထွက်သွားတာကို ထွက်သွားမှန်းသိပါဝင်သွားတာတူတူဝင်လားရှိရှိဝင်လားသိထားပါထွက်သွားတာလည်းအဲ့လိုသိထားပါတတိမထားပဲနဲ့နေရင်တတိတွတ်သွားလိမ့်မယ်ဒါကဝင်သွားတာကြမ်းကြမ်းဝင်သွားလားထွက်သွားတာကြမ်းကြမ်းဝင်သွားလားအတိထားပါ နော်ဝင်သွားတာထွက်သွားတာကိုတတိလေးထားနေပါမရှာပါနဲ့မတွေးပါနဲ့ဝင်ဝင်မှန်ဒီထွက်ရင်ထွက်မှန်ဒီတတိလေးနဲ့စောင့်ကြည့်ပါစောင့်ကြည့်နေတဲ့အခါမှာစိတ်ကတည်ငြိမ်လာပါလိမ့်မယ်။ဝင်တဲ့လေ ဖတ်တဲ့လူတွေတတိကအစမပြတိလာတဲ့အခါမှာသမာဓိရလာတယ်လို့ခေါ်ပါတယ်စောစောကအတိပဲရှိပြီးတယ်တတိအစမပြထားတာကို ဝရိယလို့ခေါ်ပါတယ်တတိအစမပြထားတဲ့အခါမှာဝင်နေတဲ့ထွက်လူကိုအင်းအင်းရှားရှားတွေ့လာတာကို တမာတိလို့ခေါ်ပါလိမ့်မယ်တမာရိယနေရင်လည်းဝင်လေထွက်လေကိုပဲပြဋိဌာန်းနေအောင်မှာပါပဲဝင်လေထွက်လေထင်ရှားလာပြီဆိုရင်နာဒီဝမှာလေထိသွားတဲ့နေရာလေးကိုပြဋိဌာန်းပါလေကိုတတိမထားတော့ဘူး ထိတဲ့နေရာလေးကိုသတိချမယ်။ဘုံမို့တိုးသွားတဲ့နေရာလေးကိုသတိချမယ်။နော်အဲ့လိုသတိချတဲ့အခါမှာခိသွားတဲ့နေရာမှာပုတ်သွားတဲ့သဘောလေးတွေ့မယ်။တွန်းသွားတဲ့သဘောလေးတွေ့မယ်။ပူသွားတဲ့သဘောလေးတွေ့မယ်။ငွေသွားတဲ့သဘောလေးတွေ့မယ်။ဤသွားတဲ့သဘောလေးတွေ့မယ်။ကျန်းသွားတဲ့သဘောလေးတွေ့မယ်။ နှုသွားတဲ့သဘောလေးတွေ့မယ်အဲ့လိုအဲ့လိုထိသွားတဲ့နေရာမှာအဲ့လိုအဲ့လိုသဘောလေးတွေတွေ့ပြီးဆိုရင်တမာရီပူကောင်းလာပြီဝင်လေထွက်လေကိုတည်တဲ့တမာဒီရနေပြီးတော့ထိသွားတာကိုကြည့်တဲ့တမာဒီထိသွားတာကိုကြည့်တဲ့တမာဒီရနေပြီးတော့ သူသွားတော်တည်ရဲ့ဓမ္မာရီဟူသွားတော်တည်ရဲ့ဓမ္မာရီကျမ်းသွားတော်တည်ရဲ့ဓမ္မာရီငွေသွားတော်တည်ရဲ့ဓမ္မာရီအေးသွားတော်တည်ရဲ့ဓမ္မာရီပူကောင်းပြီအဲ့လိုသစင်တစင်ဓမ္မာရီပူကောင်းလာမှတာတည်းနာဒီရောမှရှိတော့ပြုတ်သဘောလေးတွေ့လာမှဖြစ်တယ် ုရဘူးဘောတူဘောတင်းဘောဤဘောမာတဘောချမ်းဘောနုဘောဒီတေကသင်ရှားတဲ့ဘောတစ်ခုခုကိုအာရုံပြုပါဘူးဝင်ဖြစ်သွားတာလေနေနေဖြစ်သွားတာလေဤနေဖြစ်သွားတာလေဖြစ်သွားကြဖြစ်သွားကြမှာအတိထားပါ ပူသွားတာလေးကိုသတိစားတဲ့အခါမှာပူသွားတာလေးကသတ္တမတ်တဲ့ပူနေတာမဟုတ်ဘူး။ငြင်းများပူလိုက်၊နည်းနည်းပူလိုက်။ရှင်းနေတာကိုတွေ့ရတယ်။အေးသွားတော့သတိစားတဲ့လူကလည်းအေးပုံအေးနည်းလေးကညံ့ညံ့အေးလိုက်၊နည်းနည်းအေးလိုက်ရှင်းနေပါလိမ့်မယ်။တူသွားတာသတိစားတဲ့လူကလည်းကြံကြံတူလိုက် နုနုတူလိုက်တူနေပုံတွေတွေ့ရပါလိမ့်မယ်အဲ့လိုတွေ့နေပြီဆိုရင်ဆော့ဆော့ရတဲ့တမာရီရှုကောင်းပါလိမ့်မယ်ကူသွားတာလေးကပြောင်းလဲနေတယ်ပေါက်ပြန်နေတယ်နေသွားတာလေးကိုကြည့်ရင်ပြောင်းလဲနေတယ်ပေါက်ပြန်နေတယ်ဤသွားတာကိုကြည့်နေပြောင်းလဲနေတယ်ပေါက်ပြန်နေတယ် အဲ့လိုတွေ့တဲ့ဆိုရင်ပညာလို့ခေါ်ပါတယ်။ဘာပညာလဲဆိုတော့ပရမတ်ကိုသိတဲ့ပညာ။ရုပ်တဘောသိတဲ့ပညာ။ပထဝီတဘောသိတဲ့ပညာ၊ဒေဇောတဘောသိတဲ့ပညာ၊ပညာဝါယောတဘောသိတဲ့ပညာဖြစ်ပါပြီ။စောစောကတမာရီပဲရှိပါသေးတယ်။အခု သဘောကိုသိတဲ့ပညာဖြစ်သွားပါပြီအဲလိုသမာဓိကနေပြီးတော့သဘောကိုသိတဲ့ပညာဖြစ်သွားတာကိုဝိပဿနာလို့ခေါ်ပါတယ်သမာဓိပဲရှိသေးတယ်သဘောကိုသိတာမဖြစ်သေးဘူးဝိပဿနာလို့မခေါ်ပါဘူး သဘောကိုမသိဘဲနဲ့ပုံသဏ္ဍာန်တွေကိုပဲသိနေရဆိုရင်လည်းဝိပဿနာလို့မခေါ်ပါဘူး။ဒါကနာပြီးွားမှာရှိမယ်ဆိုရင်ဒီကိုတွေ့မယ်။ဖြီးတာကိုတွေ့မယ်။ကုသဘောတူသဘောဤသဘောဆိုရယ်သဘောတွေကိုတွေ့မယ်။အဲဒီသဘောတွေရဲ့ ပြောင်းလဲနေတဲ့သဘောထပ်တွေ့မယ်။ပေါက်ပြန်နေတဲ့သဘောထပ်တွေ့မယ်ဆိုရင်ဝိပဿနာအစီအံဖြစ်တော့ရုပ်သဘောကိုတွေ့ပြီ။အဲဒီရုပ်သဘောတွေပေါင်းစုကြတာကိုယူပက်ခန္ဓာလို့ခေါ်တယ်။အဲဒါကိုခန္ဓာကိုညာရောက်တယ်ခန္ဓာညာရောက်လို့လည်းခေါ်တယ်။ ရာချာကိုယ်ပေါ်မှာပေါ်နေတာကိုကြည့်ရင်လေဒီတိုင်းပါပဲ။ခိနာတွေ့မယ်၊ဖောင်းတာတွေ့မယ်။စက်ကြည့်ပါ။သိုးတာတွေ့မယ်၊ယော့တာတွေ့မယ်။တင်းတာတွေ့မယ်၊ယော့တာတွေ့မယ်။တင်းတာကလည်းတသမတ်တည်းမတင်ဘူး။တူ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 တင်းသွားတယ်။ယော့တာလည်းယော့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 သွားတယ်။ အဲ့လိုသဘောလေးတွေတွေးပြီးဆိုရင်ဝိပဿနာဖြစ်ပြီပြိင်းနဲ့ဖောင်းတွေကိုတွေ့နေတုန်းကတမာတိပဲရှိပြီတို့သဘောတင်းသဘောကျသဘောတွေကိုတွေ့တယ်အဲ့ဒီသဘောတွေကလည်းပြောင်းလဲဖောက်ပြန်နေတယ်ကိုတွေ့ရင်ဝိပဿနာဖြစ်ပြီကိုယ်ပေါ်မှာညောင်းနေတာတင်းနေတာနာနေတာထုံနေတာကျင်းနေတာတွေကိုတွေ့တယ်ဆိုရင် တတိရှိနေတယ်နော်စတိပါတတိတဲ့အခါမှာဘူရာတွေ့မယ်တင်းတာတွေ့မယ်ဒူရာတွေ့မယ်စက်ကြည့်ပါဘူရာလေးတွေကပြောင်းလဲနေတယ်ပေါက်ပြန်နေတယ်တင်းတာလေးတွေကလည်းပြောင်းလဲနေတယ်ပေါက်ပြန်နေတယ်ဒူရာလေးတွေကလည်းပြောင်းလဲနေလို့ပေါက်ပြန်နေတယ်။အဲလိုတွေ့ပြီဆိုရင်ဝိပဿနာ ဖြစ်ပြီအဲ့တော့နာဒီဝကိုပဲရှိရှိဘိုက်ကိုပဲရှိရှိခြေစလက်တွေကိုပဲရှိရှိငယ်တွေပဲရှိရှိဘယ်ကိုပဲရှိရှိဒီတိုင်းပဲရှိပါမယ်အဲ့လိုရှိရခါမှာစိတ်ကအေးအေးစစ်စစ်ရှိဖို့လိုတယ်အေးအေးစစ်စစ်စောင့်ကြည့်ဖို့လိုတယ် အားမစိုက်ထားရဘူးအတင်းမကတ်ထားရဘူးမရှာရဘူးမတွေးရဘူးအဲတော့ကိုယ်ပေါ်မှာရုပ်သဘောပေါ်အောင်သိအောင်ဝိပဿနာဖြစ်အောင်ရှိပုံရှိမှုကိုပြောပြပေးပြီးပါပြီ။နေကျင်လိုက်ကြပါဦး။